လလတ audio book channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါလဲရှင်အလုံးမဲမင်္ဂလာပါရှင်အနောက်နမ်မီဗီယာမမြလေးအနောက်နမ်မီဗီယာမမြလေးသည်တယာဝရီမင်းဤမိဗီယာတစ်ပါးဖြစ်သည်မမြလေးရော သူသမီးလိုင်နေကောင်တင်ပါဆာဖီဂေတာတပွန်သဖြင့်အင်္ဂလိပ်တို့အိုဆိုစာကာလာတွင်ကွန်မြတ်ခံရသော မမြလေးဘဝဆက်ချောင်းကို ပြဆက်ကားဆက်တွင်မကြာခဏတင်ဆက်သဖြင့် နောက်ကလာတွင် လူသည်များသည်1181တွင်ဖွံ့မြင်သည်ငဲနေမယ်မှာမြားကျုပ်တွင်သည်ဂျင်ဘတ်များ1188တွင်တာယာရီမင်းသားကအသက်18နှစ်အရွယ်မမလေးကိုကောက်သည်နောင်တော်စကိုင်းမင်းသည်လည်းပြည်ထရေးကိုစိတ်ဝင်စားသဖြင့်တာယာဝရီမင်းမှထိုးစဉ်ကလွတ်တက်မင်းသားကြီးအဖြစ်တကူထက်နေသူသည်1199ခုတာယာဝရီမင်းသားကစကိုင်းမင်းထံမှနန်းလွှဲယူပြီးသည့်နောက် သီရိမဟာယရဏသနာဒေဝီဘက်ဖြင့်အနောက်နမ်းမိပြာဖြစ်လာသည်သာသမိများမှာသားတော်ငယ်ကလွန်နှမတော်လှိုင်းထိတ်ခေါင်တင်မပွားကြီးမောင်အမွားငယ်ကလွန်မောင်ညီမွားငယ်ကလွန်ဘဝနေတော့တရားရီမင်းကသားတော်ပြင်းမြင်သီရိမဟာတရားဓမ္မအရာစာဤပုံကဲမှုတွင်ပါဝင်သူများကိုရှင်းလင်းရာစကားဆိုပြောနှင်းတော်လေးရှိသူအနောက်နမ်းမိပြာလဲ သရင်ဝင်အဖြစ်ခဲ့ပြီး1209ခုသတင်းကျလာတွင်စီရင်ခံရသည်နောက်နံပါတ်မမြလေးကိုတက်ဂရဲ1192ခုနှစ်တွင်ဖွင့်ပွားသည်လှန်တိတ်ခံတဲ့အီးမဲတော်ဖြစ်သည် င်းရှင်းဆံမင်းသားဖြစ်သောတာယာဝရီရွှေဘုံမင်းကောဝမင်းက၎င်း၏နောင်တော်ဖုံးတော်ကြီးစကိုင်းမင်းထံကနေထင်းနှံသိမ့်ပတ်ယူလိုက်သောတက္ကရေ1199ခုနှစ်တွင်ဒေဂပြာလင်းပါနတူရိယာများကိုကျွမ်းကျင်သည့်မမြလေးကိုသီရိမဟာယန္တနာဆန္နာဒေဝီဘွဲ့အနေဖြင့်အနောက်နမ်မတော်အဖြစ်တင်မြောက်ခဲ့သည်မမြကလေးကိုယ်တိုင်ကလည်းပတ်ပြိုးကပြာလင်းကအရေးကောင်းသူအဖြစ်နာမည်ကြီးသည် အနောက်နမ်မတော်မမြကလေးဤသင်္ကရွှေရာပပျိုးသည်သင်္ကုရကုံးတော်အမြင်မှနေ၍အရက်လေးမျက်နှာသို့ရှုမြော်ရာတွင်မြတ်ဝါထွေတွင်တွေ့မြင်သော ရှုခင်းအထွေတွင်ရေမြင့်တော်တာရှုမြောင်ချိုင်ချာနှင့်မြေချောင်းရံတို့ကိုရှုစား၍စာစိုးတည်ကုန်းသူပြီးပြီးဖွင့်နှက်ထားခြင်းဖြစ်ကြောင်းကိုလာစိမ့်ရောင်ဆိုတောင်းညမြာမိုင်းတီရာခွေလူသာရေပက်လက်ဝိုင်းဆိုသောတခြင်းတဖို့နှင့်ပင်လုံလောက်စွာသိရှိနိုင်သည် ရေးဆက်ခဲ့သောသရှင်ကြီးများမှာချစ်သမျှကိုပတ်ပြုရွှေပြည်စင်ကိုပတ်ပြုစင်ချူးကြာညာပတ်ပြုမွန်တန်တခြင်းတိန်ငါရွှေရာပတ်ပြုနဝရကေရာဆုံးပတ်ပြုပြပြညိုရာမိုင်းတလဲလဲပတ်ပြုရှိဆောင်ရွက်ကြပတ်ပြုများဖြစ်ပါသည်မြန်မာတက္ကရာ1205ခုနှစ်က ရစ်နှစ်1849ခုနှစ်တွင်သူမကွယ်လွန်မီနှစ်နှစ်အလိုကတည်ခဲ့သည်ရှေးစာအရအနောက်နံမတော်မမြလေးဟုဆိုတော်လဲထိုးဖျားတွင်မမြလေးဟုရေးထိုးထားသည်သခိုင်းမန္တလေးလမ်းကနေလာမယ်ဆိုရင်ကံတော်ကြီးရှိအပေအဝင်လမ်းကိုအနောက်တက်တဲ့ဝလှဲ့ဝင်ဝင်လာလိုက်မယ်ဆိုရင်ဒီဝိဒါဌာနတန်ခါးစိန်ကိုကြော်လိုက်ရင်ဒီမမြလေးဖရာကိုရောက်ပါသည်ဖရာရှိဘက်တွင်ပြည်ကြီးဖောင်တော်ရှိသည် ဒီဆောင်နဲ့တောင်တက်ခြင်းအတွင်းလိုက်နေသူရောက်သွားမှာဖြစ်တဲ့ဇင်းနုတီထရာနေရာမှာတိတ်မကျဲပြန်မှာဖရာပရဝုံဤမြောက်ဖက်တွင် ကြီးမားသောညောင်မင်းကြီးရှိသည်မြောက်ဖက်ခြမ်းတွင်အနောက်နံမရမမြလေးကုသူလိုစာတန်းထုတ်ထားသည့်စည်ရဲ့ကြီးတစ်ဆောင်ရှိသည်အနောက်ဖက်တွင်နန်းနန်းတစ်ခုနှင့်ရုပ်တစ်ခုရှိသည်ကြိုက်တိရုပ်ပုံစံစည်ရင်းငယ်တစ်စုဖရာတောင်ဘက်ခြမ်းမှာမမြလေးဤပုံစံငယ်တစ်ခုနှင့်နန်းနန်းတစ်ခုတည်ရှိလေသည် နားဆင်မိတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင်